မင်္ဂလာညချမ်းပါရှင်11ရက်တည်းရဲ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းတရင်ဒါရိုက်ထုတ်လွှင့်မှုကိုပြန်လည်ပြီးတော့စတင်ပါရမယ်။ကိုကန့်အခြေဆိုင်ကောဆတာလိမ့်လည်မှုများနဲ့ပတ်သက်၍ငါးဦးကိုတရုတ်တရားရုံးကတေတံချမှတ်ဆိုတဲ့တရင်။ကျိုင်နေရည်လည်းဖျားပွဲတော့အာလုံကြုံရေးအခြေအနေအရာပျော်ပွဲရှင်ပွဲများမပါဝင်ပဲကျစ်ပပြုလုပ်နေဆိုတဲ့တရင်။နယူးယောက်မြို့တော်ဝန်ရွေးပွဲတွင် အသက်34နှစ်အရွယ်အစ္စလမ်ဘာသာဝင်ဂျိုရမ်မန်ဒါနီအနာရရှိဆိုတဲ့တဲ့မြောက်ကိုရီးယား၏ဟန်ပြနိုင်ငံတော်အကြီးအကဲကင်ယုံနန်အသက်68နှစ်တွင်ကွယ်လွန်ဆိုတဲ့တဲ့ကမ္ဘာဖလားချစ်စစ်ပွဲမှာဂန်နဝင်ကစားသမား OCBO ကိုဂုံပြုတ်ဖန်တီးထားတဲ့ဝစ်ဆောင်နဲ့ပေါ်တူဂီရှင်ပြိုင်ကစားမယ်ဆိုတဲ့တဲ့စားတဲ့တဲ့တွေကိုတင်ဆက်ပေးပါပါဥဆုံးနေနဲ့ ကောကန်အခြေဆိုင်ကောဆက်တာလိမ်လည်မှုများနဲ့ပတ်သက်ပြီး၅ဥကိုတရုတ်တရားရုံးကတေတံချမှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမြောက်ပိုင်းကိုကန့်ဒေသမှာလူသေဆုံးမှုတွေဖြစ်စေတဲ့ကောစင်တာလိမ်လည်ရာတွေနဲ့ပတ်သက်ပြီးရာဇဝတ်သား5ဦးကိုတရုတ်တရားရုံးကတေတံချမှတ်ခဲ့ကအခြားသူတွေကိုလည်းထောင်ဒဏ်တွေချမှတ်အပြစ်ပေးခဲ့ပါတယ်။ စင်ဝါသတင်းဌာနရဲ့နဝမလေးရဲ့သတင်းမှာကွမ်တုံပြည်နယ်မှာရှိတဲ့ရှင်းကျန့်ပြည်သူတရားရုံးကမြန်မာနိုင်ငံမြောက်ပိုင်းကိုကန့်ဒေသမှာလှုပ်ရှားနေတဲ့ရဇဝဲကိုင်းတစ်ခုမှာပဝင်ပတ်သက်သူတရားခဏ်၅ဦးကိုတင်းတန်းချမှတ်လိုက်ကြောင်းဖော်ပြခဲ့ပါတယ်။၎င်းတို့ရဲ့ပြစ်မှုတွေကြောင့်တရုတ်နိုင်ငံသား6ဦးသေဆုံးခဲ့ပြီးနောက်တဦးကမိမိကိုယ်ကိုအဆုံးစီရင်ခဲ့ကောင်တခြားထိခိုက်သူတွေလည်းရှိခဲ့ကြောင်းရုံးတော်ကဆုံးဖြတ်ခဲ့ပါတယ်။ တရခံငါးဦးကိုတည်တန်းစီရင်မှုအပြင်နောက်နှစ်ဦးကိုဆိုင်းငံ့တည်တန်းငါးဦးကိုထောင်ထဲတသက်တကြွနဲ့ကိုဦးကိုထောင်ထဲသုံးနှစ်ကနေနှစ်20အတွင်းအသီးသီးချမှတ်ခဲ့ပါတယ်။ငွေတန်ချတာပိုင်ဆိုင်မှုတွေကိုတင်ယူတာနဲ့နှင်ထုတ်တာတွေကိုလည်းပိုရဲချမှတ်ခဲ့ပါတယ်။ဒီရဇဝိကိုင်ဟာကိုကတ်မှာစကန်40တခုကိုလေပတ်လောက်ကင်နေပြီးဆက်သွယ်ရေးလိမ့်လည်မှုတရားမဝင်လောင်းကစားလူသတ်မှုလူကုန်ကူးမှုနဲ့ပြည်တစားလုပ်ငန်းတွေကိုကျူးလွန်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ တည်ရန်စီရင်ခံရသူတွေကတအုပ်ကမက်သာဖက်တမင်း၁၇တန်ခန့်တရားမဝင်ထုတ်လုပ်ကုန်ကူးမှုမှာပါဝင်ခဲ့ပါတယ်။စတမ30ရက်ကလည်းကြဲကြံပြင်းတဲ့တရားရုံးကဆက်သွယ်ရေးဆိုင်ရာရာဇဝဲခိုင်းကြီးတစ်ခုဖြစ်တဲ့လောက်ကင်အခြေဆိုင် မင်းမီသားစုခိုင်ကအဖွဲ့ဝင်စက်တဦးကိုတင်ဒဏ်ချမှတ်ခဲ့ပါတယ်။ဒီခိုင်ဟာ2015ခုနှစ်ကစတင်ပြီးလောက်ကင်မှာလက်နက်ကင်စခန်းတွေထူထောင်လာပြီးအကြီးစားဆက်သွယ်ရေးလိမ့်လည်မှု လောင်းကစားမှုမူရင့်စေဝါမှောက်ခုကူမှုနဲ့ပြည်တစားလုပ်ငန်းတွေကိုလောက်ကင်ခဲ့ပြီး၎င်းတို့ကြောင့်လူ14ဦးသေဆုံးခဲ့ကြောင်းရုံးတော်ကစစ်ဆေးတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီး ကြိုင်နှဲရင်လည်းဖျားပွဲတော့အာလုံကြုံရေးချင်နေအရာပျော်ပွဲရှင်ပွဲများမပါပဲကျင်းပပြုလုပ်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နှစ်စဉ်ဒဇာမုံလားပြည့်ကျော်တရက်ကနေ၃ရက်အထိကျင်းပပြုလုပ်လေရှိတဲ့မွန်ပြည်နယ်တန်ပြူစည်ရဲမြို့နယ်အန်ခဲကျေးရွာနဲ့ဝဲကလောင်ကျေးရွာကြားပင်လယ်ပြင်မှာရှိတဲ့ကြိုင်နေရီလယ်ဖျားပွဲကိုလုံကြုံရေးအခြေအနေအရပျော်ပွဲရှင်ပွဲတွေမပါဝင်ပဲကျင်းပပြုလုပ်နေတယ်လို့ဂေါ်ဘကအဖွဲ့နဲ့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါဗျာ ကျိုင်နေရင်လည်းဖျားပွဲတော်မှာနှင်းစင်ဒဇမုံလဆန်း၁၄ရက်နဲ့ဒဇမုံလပြည့်နေ့တွေမှာပဋ္ဌံရွတ်ဖတ်ပူဇော်ရာနဲ့ဖျားစွန်းတော်ကက်လူရာတွေကိုအစဉ်လာအယကျင်းပပြုလုပ်ခဲ့ကြောင်းကောဘကအဖွဲ့ဝင်တဦးကပြောပါရယ်၎င်းကဆက်လက်ပြီးအဓိကကနေမြေလုံးကြုံရေးအခြေအနေအရဖျားဖို့တွေအသက်အန္တရာယ်ဖြစ်မှာစိုးရိမ်နေတဲ့အတွက်အချင်းကျုံလောက်ပဲကျင်းပပြုလုပ်ဖြစ်ပါရယ်ဖျားပွဲတော်ကတော့ဒဇမုံလပြည့်ကျော်တရက်နိုဝင်ဘာ9ရက်ကနေဒဇမုံလပြည့်ကျော်3ရက်နေ့နိုဝင်ဘာ9ရက်အထိကျင်းပပြုလုပ်သွားမှာပါလို့ပြောပါရယ် ိုင်နေရင်လည်းဖျားပွဲတော်ကိုနှစ်စဉ်ဒဇောင်မုံလားပြည့်ကျော်၁ရက်ကနေဒဇောင်မုံလားပြည့်ကျော်၃ရက်အထိကျင်းပပြုလုပ်လေးရှိကြောင်းနဲ့အဲ့ဒီနေ့တွေမှာကန်းချီကနေပင်လယ်ထဲမှာရှိတဲ့ကျိုင်နေရင်လည်းဖျားကိုတွားရောက်ဖို့ကြောက်ခင်းလန်ဒေသအခေါ်နလန်းပေါ်ကနေတွားရောက်ရတဲ့အတွက်ဖျားပွဲတော်ကာလအတွင်းအနေနဲ့အရရက်ကဖျားဖို့အများပြားလာရောက်လေးရှိကြောင်းဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။ကျိုင်နေရင်လည်းဖျားပွဲတော်ကာလအတွင်းပျော်ဝဲရှင်ပွဲတွေထဲသွင်းကျင်းပခြင်းမရှိပေမယ့် အနေနဲ့ရဲရက်ကလာရောက်ကြတဲ့ဖျားဖို့တွေကိုစတုတေတာကျွေးမွေးအခမ်းအနားနဲ့ဖျားဖို့တွေကိုရေးလေဖျားကိုဆက်လီရီနဲ့အကျိုးပို့လှူဆောင်ပေးနေကြောင်းဒေတာကန်တဝကပြောပါရယ်အဆိုပါကြိုင်နေရေးလေဖျားပွဲတော်ဟာမွန်ပြည်နယ်အတွင်းမှာရှိတဲ့ဖျားပွဲတော်တွေအနက်ထင်ရှားတဲ့ဖျားပွဲတော်တစ်ခုဖြစ်ကြောင်းနဲ့ပြီးခဲ့တဲ့2021ခုနှစ်တိုင်နေရေးလေဖျားပွဲတော်မှာဖျားဖို့တွေကြောက်ခင်းလန်ဒေတာအခေါ်နန်လန်းပေါ်လန်းလျှောက်သွားရင်ပင်လယ်ရေလိုင်းရိုက်ခတ်တာကြောင့်ဖျားဖို့တွေရေးတဲ့မျိုးပေါင်မှုတွေဖြစ်ပွားခဲ့ရာ လူ၂၀ထက်မနည်းသေဆုံးခဲ့တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့သေးတယ်လို့ဒေသခံတွေထံကသိရပါဗယ်။နယူးယောက်မြို့တော်ဝန်ရွေးပွဲမှာ အသက်34နှစ်အရွယ်အစ္စလမ်ဘာသာဝင်ဇူရန်မန်တာနီအနိုင်ရရှိဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တက်ဆက်ပေးပါမယ်။နယူးယောက်မြို့တော်ဝန်ရွေးပွဲမှာအသက်34နှစ်အရွယ်အစ္စလမ်ဘာသာဝင်ဇူရန်မန်တာနီအနိုင်ရရှိခဲ့ပါဗယ်။နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲမှာအနိုင်ရရှိတယ်လို့နိုဝင်ဘာလ၄ရက်ညပိုင်းမှာကြေညာခဲ့တဲ့ဇိုရန်မန်တာနီကနယူးယောက်မြို့ဟာ အတော်မတတ်နိုင်တဲ့တိုးတက်မှုတွေဖြစ်ထွန်းလာမဲ့ခေတ်တစ်ခေတ်ကိုရောက်ရှိလာစေရမယ်လို့ကတိပြုပြောကြားခဲ့ပါတယ်။သူရဲ့အောင်ပွဲဟာနယူးယောက်မြို့ရဲ့အလုံးလုံးနေတဲ့ပြည်သူတွေအတွက်အောင်ပွဲဖြစ်တယ်လို့၎င်းကပြောကြားခဲ့ပြီးအကုန်ကြတက်တာစေရမယ်လို့မဲဆွယ်စည်းရုံးရေးမှာပြောကြားထားတဲ့ကတိစကားတွေတည်အောင်လုပ်ပေးမှာဖြစ်ကြောင်းထပ်လောင်းပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အတူတကွပြောခဲ့တဲ့ဇာတ်ရည်ကျွန်တော်တို့အတူတကွမှတ်ခဲ့တဲ့အိမ်မက်တွေအဲ့ဒါတွေကကျွန်တော်တို့အတူတကွဖော်ဆောင်မဲ့မူဝါဒတွေဖြစ်လာမှာဖြစ်ပါတယ်။နယူးယောက်၊ဒီယာနာ အဲ့ဒါတွေဟာခမားတို့ပိုင်ဆိုင်တာတွေဖြစ်ပါတယ်လို့အောင်နိုင်ရေးမေကောမှ၎င်းကထည့်သွင်းပြောကြားခဲ့ပါတယ်ဒီမိုကရက်ပါတီဝင်တဦးဖြစ်တဲ့ဇိုရန်မန်ဒါနီဟာအသက်34နှစ်အရွယ်မှာအမေရိကန်နိုင်ငံရဲ့အကြီးဆုံးမြို့ဖြစ်တဲ့နယူးယောက်ရဲ့ပထမဆုံးအစ္စလမ်ဘာသာဝင်မြို့တော်ဝန်တဦးဖြစ်လာခဲ့ပါတယ်နယူးယောက်မြို့တော်ဝန်ရွေးကောက်ပွဲမှာဇိုရန်မန်ဒါနီအနိုင်ရရှိသွားမယ်ဆိုပါကစိုးရွားတဲ့အကျိုးဆက်တွေရှိလာမယ်လို့သမ္မတဒေါ်နယ်ထရမ့်ကသတိပေးထားပြီးပြည်တော်စုရန်မုံငွေတွေကိုရုပ်သိမ်းမယ်လို့ချိန်ချောက်ထားပါတယ် သူရဲ့အုံဝဲဟာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုအနိုင်ယူဖို့နီလန်းကိုတတ်သိပြလိုက်တာဖြစ်တယ်လို့ဆိုရမန်တာနေကပြောကြားခဲ့ပြီးနယူးယောက်မြို့ဟာနိုင်ငံရေးအမောင်တို့ထဲမှာလင်းနေလိမ့်မယ်လို့ဆိုခဲ့ပါတယ်။မြောက်ကိုရီးယား၏ဟန်ပြနိုင်ငံတော်အကြီးအကဲခင်ယုံနဲ့အသက်69နှစ်တွေကွယ်လွန်ဆိုတဲ့တဲ့တင်ကိုတက်ဆက်ပေးပါမယ်။ မေရိကန်နိုင်ငံတော်အကြီးအကဲအဖြစ်နှစ်ပေါင်း20ကျော်ထမ်းဆောင်ခဲ့ပြီးမြောက်ကိုရီးယားလွှတ်တော်ဥက္ကဋ္ဌဟောင်းဖြစ်တဲ့ကင်ယွန်နန်ဟာအသက်68နှစ်အရွယ်မှာကွယ်လွန်သွားခဲ့တယ်လို့အစိုးရပိုင်းမီဒီယာကဖော်ပြခဲ့ပါတယ်။ကင်မဟာ1998ခုနှစ်ကနေ2019ခုနှစ်အထိလွှတ်တော်ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ဒီရရုဟာနိုင်ငံတော်အကြီးအကဲအဖြစ်သူ့ကိုဟန်ပြခန့်အပ်ထားတဲ့ရာဒူးဖြစ်ပေမဲ့အမေရိကန်ဆုံးဖြတ်ချက်ချတဲ့အခွင့်အာဏာကိုမြောက်ကိုရီးယားခေါင်းဆောင်တွေဖြစ်တဲ့ 2012ခုနှစ်မှာကွယ်လွန်ခဲ့တဲ့ကင်ဂျုံအီနဲ့သူ့ရဲ့သားကင်ဂျုံအွန်နိုကသာဆုံးဖြတ်တာဖြစ်ပါတယ်။ကင်မြုံနမ်ဟာကိုရီးယားအင်ကအစိုးရပိုင်းတွေခြုံရင်းသွားတာကြောင့်တည်ဆုံးခဲ့တာဖြစ်တယ်လို့မြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနကဖော်ပြခဲ့ပါတယ်။ခေါင်းဆောင်ကင်ဂျုံအွန်ကကင်မြုံနမ်ရဲ့အလောင်းထားရှိရာနေရာကိုလာရောက်ခဲ့ပြီးဝန်ထဲစကားပြောကြားခဲ့တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။ကင်ဂျုံအွန်ကဖန်သားအခေါင်းထဲကကင်မြုံနမ်ရဲ့ရုပ်အလောင်းကိုအလေးပြုနေပုံကိုလည်းဖော်ပြထားပါတယ်။2018ခုနှစ်မှာကင်မြုံနမ်က တောင်ကိုရီးယားမှာကျင်းပခဲ့တဲ့ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲဖွင့်ပွဲကိုမြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ကဦးဆောင်ခေါ်ယူသွားခဲ့သူလည်းဖြစ်ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ကမ္ဘာဖလားချစ်စစ်ပွဲမှာဂန္ဓဝင်ကစားသမား UCBO ကိုဂုံပြူဖန်တီးထားတဲ့ဝစ်စုံနဲ့ပေါ်တူဂီရှင်ပြိုင်ကစားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပေါ်တူဂီလရွေးစေတဲ့ဟာအာမေးနီးယားအသင်းနဲ့ရှင်ပြိုင်ရမယ့်2026ကမ္ဘာ့ဖလားချစ်စစ်ပွဲမှာဂန်ဝင်ကစားသမ ် OCBO ကိုဂုံပြဖန်တီထားတဲ့ဝစ်ဆောင်နဲ့ရှင်ပြိုင်ကစားသွားမယ်လို့သိရပါတယ်။ UCBU ဟာပေါ်တူဂီဘောလုံးလောကမှာစံချိန်မှတ်တမ်းကောင်းများစွာပိုင်ဆိုင်ခဲ့သူဖြစ်ပြီးအသက်82နှစ်အရွယ်2014ခုနှစ်မှာကွယ်လွန်ခဲ့သူပါ UCBU ဟာ Blondio စုပထမဆုံးရယူနိုင်တဲ့ပေါ်တူဂီကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့သူဖြစ်ပြီးဒီနှစ်ကသူစုရရှိခဲ့တဲ့260ပြည့်ဖြစ်ပါတယ် ဒါကြောင့်ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်နဲ့ပိုမောင်းကော်မတီတို့ကထူးခြားတဲ့ဂုဏ်ပြုအစီအစဉ်ပြုလုပ်ခဲ့တာဖြစ်ပြီးသူ့ရဲ့အမည်ပြောင်ကျက်တဲ့နဲ့နဲ့ကိုက်ညီအောင်ဝစ်ဆောင်ကိုအနက်ရောင်ဖန်တီးထားတယ်လို့သိရပါတယ်။ဒါအပြင်သူဝစ်ဆင်ခဲ့တဲ့ဂျောနမန်73ကိုဝစ်ဆောင်ရဲ့ရှေ့ဘက်ရောနောက်ဖက်မှာပါဖော်ပြတော့မှာဖြစ်ပြီး UCBU ကဘလွန်ဒီယောစုကို1965ခုနှစ်မှာရရှိခဲ့တာဖြစ်တာကြောင့် ဝစ်ဆောင်ကို1965စုံသားထုတ်လုပ်သွားမယ်လို့လည်းသိရပါဗျ။ပေါ်တူဂီသင်းဟာအာမေးနီးယားနဲ့ကမ္ဘာဖလားချင်းစစ်ပွဲကိုနိုဝင်ဘာ16မှာအင်ကွင်းပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးဝစ်ဆောင်ရောင်းချမှုကိုလည်းအဲ့ဒီနေ့မှာပဲပြုလုပ်သွားမယ်လို့သိရပါဗျ။လေဝင်ရတဲ့နိုဝင်ဘာလ6ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေ။အေဂျင့်နဲ့ညလေးဖြစ်ကြပါသည်ရှင်။